သူကရောက်လာပြီအလုံးစုံမြရှိသူကတခုခုသတိထားမိပြီးလေရှုတဲ့နိုင်ငံ့အတွင်းမှာခင်ရဝေးုံတဲ့လူကလည်းအဝေးကိုကြည့်လိုက်ပါတယ်သူကဝလင်းကြောင်းလင်ထင်းအိုးစီကနေအားလုံးကိုကြားပြီးပါပြီသူရဲ့နှလုံးသားထဲမှာဝလင်းကိုတနည်းနည်းနဲ့လေးစားပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက်ဆုံးကြပါမယ် အလုံးစုံမရှိသူကိုဒီလောက်ကြကြရင်ဆိုင်နေတဲ့သူကပျော့ညံ့မှာမဟုတ်ပါဘူးခင်ရောက်ဝေယုံတဲ့လူပြီးရင်လင်းထင်းဟိုးဘူးတိပေါ်လူကြီးလှပတဲ့တက်လက်ပိုင်အမျိုးသမီးဘသူကမှချင်းခဲ့ရတဲ့သူမရှိတဲ့အနေရောက်ဝေယုံတဲ့လူသူတို့လေယောက်ကတစ်ချိန်တည်းလူလိုမှာပဲအဝေးကိုကြီးလိုက်ကြပါတယ်သူတို့ပြီးရင်တော့ကျန်တဲ့ရှီအောင်မကောင်းဆိုးအုပ်ကြီးနဲ့အခြားချင်းချင်းသူအချို့ပါ ထူးဆန်းတဲ့တူဝီအတန်တစ်ခုကအဝေးကနေထွက်ပေါ်လာပြီးတဖြည်းဖြည်းနဲ့အားလုံးရဲ့အာယုံကိုဖန်ဆောင်းသွားပါတယ်ခနာကြမှာကျင်းရသူအားလုံးကသူတို့ရှေ့ကအန်တိဖွဲရမြင်ခွေးကိုမြင်လိုက်တော့ဗဇော့အဟောင်းသားဖြစ်သွားပါတယ်ပေတထောင်ကျော်မင်းနဲ့အီယာမဘလူးကြီးတစ်ကောင်ကထိုနေရာကိုအပြေးလွှားနဲ့ရောက်လာပါတယ်ဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့စီးနေတတော်ပါလူအုပ်ကြီးရဲ့တယောက်ကထိုဘလူးကိုချက်ချင်းပဲမှတ်မိသွားပါတယ်။ဒါတမန်ဘလူးနဲ့ဆိုမျိုးနဲ့ဝင်မဟုတ်ဘူး။ သူ့ရဲ့မြခုံးတစ်ခုကြားတစ်စိမ့်ကိုကြည့်သူကတော်ဝင်ဘလူးနတ်ဆိုမျိုးနဲ့ဝင်မယ်အရှိန်နဲ့ဆိုဝင်းညင်ပင်လည်းပြင်ပမှာစောက်ဆိုင်နေတဲ့သတင်းချက်လက်ကောင်းတဲ့ကျဉ်းန်သူအများကြီးရရှိကြပြီသူတို့ကလေကြီးရဲ့ပုံတံကိုချက်ချင်းပဲမှတ်မိကြပါတယ်ဘလူးနတ်ဆိုမျိုးနဲ့ဆိုကိုစီးနှင်းတတော်အဖြစ်ပိုက်ဆိုင်ဖို့ဆိုတော့အစွမ်းထက်တဲ့ကျဉ်းန်သူတယောက်ဖြစ်ရမယ်သူကဘယ်သူလဲဆိုတာတော့မသိဘူးဒီပေတထောင်ဘလူးနတ်ဆိုမျိုးနဲ့ဝင်အားသူ့ရဲ့သွေးမျိုးစွမ်းကိုအသုံးပြုနိုင်တယ်ဆိုတာထင်ရှားတယ်။အဲ့ဒါစီးတဲ့မကောင်းစွမ်းကိုယ်တိုင်ကိုအလုံးမအစွမ်းထက်စေတယ်။ ဒီအပေါ်မှာထိုင်နေတဲ့ကျဉ်ကျန်သူကတတ်မှန်ဖြစ်မှာမဟုတ်ဘူး။မဖြစ်မနေမဟုတ်ပါဘူး။အဲ့လူကဘလူးနတ်ဆိုမြူးနတ်ဆိုနဲ့ဆက်ဆက်ရင်ကောင်းကောင်းလေးရှိကောင်းရှိနိုင်တယ်။သူရဲ့တကယ်ကျဉ်ကျန်မှုကအရေးအဆွမ်းထတာမဟုတ်တော့ဘူး။ဘလူးနတ်ဆိုမြူးနတ်ဆိုစီးတော့ရင်တတော်ပေါ်လာတာပဝင်းကျင်ဟာကျဉ်ကျန်သူတွေကြားမှာနိုင်လုံးကြီးတစ်ခုကိုဖြစ်ပေါ်စေပြီးသူတို့ကစကားဆက်ပြောကြပါလိမ့်။ဘလူးနတ်ဆိုမြူးနတ်ဆိုရဲ့စီးတော့ရင်တတော်ကနီးကပ်လာတဲ့အခါဘသူကစီးနေလဲဆိုတာလူတွေကမြင်ရပါတယ်။တစ်ချက်ကြည့်လိုက်တာနဲ့သူတို့အလုံးကပါဇက်အဟုံးသားဖြစ်သွားကြပါလိမ့်။အစားသူတို့ကဘလူးနတ်ဆိုမြူးနတ်ဆိုရဲ့စီးတော့ရင်တတော်ရဲ့ကြော်ပေါ်မှာလူလျောက်ကိုမြင် လိုက်ကြရပါတယ်၄ရောက်စလုံးကထိုင်ဝမ်ဂျူမာနာမည်ကြီးပါတယ်ချန်ယူကို၃ရောက်ပဲချန်ယူကို၃ရောက်စလုံးကနိဗ္ဗာန်အမြင်ရောအဆင့်ရောရောက်နေပြီသူတို့ကအမြဲတမ်းအတူတူသွားလာလှူရှားကြတယ်သူတို့ကသာတပိန်နဲ့ထဲတိုက်ခိုက်မယ်ဆိုရင်နှောင်းပိုင်းနိဗ္ဗာန်အမြင်ရောအချင်းချင်းသူတွေရအောင်သူတို့ကိုရင်ဆိုင်ရရင်ခေါင်းကိုက်လိမ့်မယ်ဘာလို့သူတို့၃ရောက်ကဒီဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲစီတော့ရင်တတော်ဘောမှာရှိနေရတယ်အဲ့စီတော့ရင်တတော်အောင်သူတို့၃ရောက်ကပိုင်လာတာသူတို့ရဲ့ဘေးမှာခေါင်းကြီးနဲ့ကောင်လေးရလည်းရှိသေးတယ်အဲ့လူကမင်းကြီးပဲမယ်သူကလည်းနိဗ္ဗာန်အမြင်အောင်အဆင့်ပဲ နိဗ္ဗာန်အမြင်အောင်အစဉ်ကျဉ့်တူ၄ယောက်သူတို့ထဲကဘသူမဆိုထိုနေရာမှာရှိတဲ့ကျဉ့်တူအများစုရဲ့ဂျာမာလှိုင်းလုံးကြီးတစ်ခုကိုဖြစ်ပေါ်စေနိုင်တယ်လို့ပြောရပါမယ်။သူတို့ကအတူတူကပေါ်လာတာနောက်ကဲမှာလှုပ်ဝှက်ချက်ရှိရမယ်။ ကျင်းကျန်းသူတွေပို့ပြီးဘလူးနတ်ဆိုမျိုးနဲ့စုရဲ့စီရောရင်တဝါရဲ့ကြော်ပေါ်မှာလူတွေကိုရှင်းရှင်းလင်းလင်းနဲ့မြင်လာတဲ့အခါစကားပြောတတ်နေရရက်သွားပြီးသူတို့အလုံးကအာန်တင့်သွားပါတယ်။လင်ထန်ဟူကားပါအာန်တင့်သွားပြီးသူတို့ရဲ့မျက်လုံးတွေကတောပလာပါတယ်။လေကြီးကနီကက်လာတဲ့အခါချန်ကြီးကိုတောင်းရောက်တဲ့ခေါင်းကြီးကောင်လေးရဲ့နောက်မှာအနီအောင်ဝေးုံနဲ့လူဝကြီးတယောက်ကိုသူတို့ကမြင်လိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအရန်အုံးမှကြီးပါတယ်။အသားမြင့်တောင်းရင်တစ်ခုလိုပဲကြီးရတာအန်အုံးဖေးရကောင်းပါတယ်။သူ့ရဲ့အစောပိုင်းနိဗ္ဗာန်တန်းစင်သူကျင့်ကြံမှုကပြန့်နှံ့သွားပြီးကျင့်ကြံမှုအစဉ်လေးတဲ့လူတိုင်းရဲ့စိတ်ကိုတလုံးစေပါတယ်။လှန်ကူလေးပြည့်ရှင်တခင်ပဲ။ ။လှိုင်ကူလီပြင်းရှင်သခင်ကထိုင်ရချိုတဝိုက်မှာအလိုမနာမည်ကြီးပါတယ်။သူကပေါ်လာတဲ့အချိန်မှာလူအများကြီးကမှတ်မိကြပါတယ်။လှိုင်ကူလီပြင်းရှင်သခင်ကဝန်လင်းရဲ့ကူညီသူဖြစ်သွားတယ်။ ဘူဒီပေါ်လူအကြီးရဲ့မျက်လုံးလေးကအနေငယ်တောက်ပောက်သွားပါလေချန်ကြီးကိုတောင်းတော့နဲ့ခေါင်းကြီးကောင်လေးကျဉ်ကျဉ်သူပဲဆိုရင်သူ့အတွက်ချင်းချောင်းမှုဆိုတာမရှိပါဘူးသူကတည်းကလှန်ကူလေးပြင်းအရှင်သခင်ကတော့မတူပါဘူးလှန်ကူလေးပြင်းအရှင်သခင်ရဲ့ဘေးမှာလှပတဲ့အမျိုးသမီးတယောက်ကရှိပြီးသူမရဲ့မျက်လုံးလေးကငြင်းငြင်းထမြက်မှုနဲ့ပြင်းထန်နေပါလေသူမရဲ့အချိန်ကလည်းအလုံးမပြင်းထန်ပါလေသူတို့စီကိုကျေပြန်းလာတဲ့နဖျားအယုံကိုဖျက်တောက်နိုင်တဲ့ကကြေးတစုံလိုပါပဲ နောက်ထပ်နိဗ္ဗာန်တန်းစင်သူအစောပိုင်းကျင်းညံ့သူတယောက်ပဝင်းချင်းဟာကျင်းညံ့သူတွေကတဖန်ဆူညံသွားပါတယ်။သူကတဲ့ငွေရောင်ဝတ်အမျိုးသမီးရဲ့နောက်မှာတော့စစ်ထူနယ်ရဲ့စီကံမရှိပုံစံနဲ့ကဘာကြီးကိုနှိပ်ထားတဲ့သူ့ရဲ့လွန်ပြောင်မှုကပဝင်းချင်းဟာကျင်းညံ့သူတွေကိုတဖန်အန်းသိစေပါတယ်။တတိယမြောက်နိဗ္ဗာန်တန်းစင်သူကျင်းညံ့သူအဲ့လူကိုကျွန်တော်အသိတယ်။သူကထိုင်ရန်ချိုးမှမကြတိခင်ရမှာနမဲကြီးလာတာ ပန်ရောက်နန်းလို့ရဲ့အရှင်သခင်စစ်ထူနံပဲလာပါတဲ့အမျိုးသမီးကမျက်မှောက်ချုပ်ပြီးမင်းမျိုးဖွဲ့ရအမှုရာကိုပြသလိုက်ပါတယ်။သူမကထိုင်ဝမ်ကျုံမမနေပင်မဲ့သူ့ရဲ့မကောင်းတဲ့နာမည်ကိုတော့ကြားပူးပါတယ်။အစွမ်းထက်နိဗ္ဗာန်တန်းစင်သူကျဉ်းတူတယောက်ကဘာလို့ဒီလိုလုပ်ရလဲဆိုတာသူမကနားမလဲပါဘူး။အလုံးစုံမြစ်ရှိသူကဘလူးနတ်ဆိုမြို့နယ်စုရဲ့စီရောရင်တတော်ပေါ်ကလူတွေကိုကြည့်ပြီးတင်းနေနေပါတယ်။သူကဘာကိုတွေးနေလဲဆိုတာပြောဖို့ကမဖြစ်နိုင်ပါဘူး။နိဗ္ဗာန်တန်းစင်သူကျဉ်းတူတယောက်ကဖန်တီးလိုက်တဲ့အန်အသိမှုကအရန်ဥမကြီးမားပါတယ်။နိဗ္ဗာန်အမြန်ကိုကျဉ်းတူလေးယောက်ထက်ပိုပြီးတော့ကြီးမားပါတယ်။ နိဗ္ဗာန်အမြင်အောင်ကျဉ့်ညံ့သူ၄ယောက်နဲ့နိဗ္ဗာန်တန်ဆင်သူရှေယောမကောင်းစိုးအိုကြီး၃ယောက် ဒီ9ယောက်ကကူညီဖို့အတွက်ဘသူကဒီလိုဆက်သက်မှုမျိုးရှိနေရလဲလေကြီးကအနေငယ်နှောင်းလေးတော်ပြီးရဲ့နောက်ဝင်လင်းရဲ့ပုံရင်ကလူတိုင်းရဲ့ရှေ့မှာပေါ်လာပါတယ်။သူကဖြူဖွေးနေတဲ့ဝေယုံကိုဝစ်စင်လာပြီးသူ့ရဲ့သမီးတွေကလေထဲမှာလွင့်နေပါတယ်။သူ့ရဲ့အကြီးကစိတ်ဝင်စားသလိုပါပဲ။သူ့ရဲ့မျက်လုံးထဲမှာနင်းနေလားရှိပြီးလူတိုင်းရဲ့ကြားမှာတင်းငိမ်စွာနဲ့ရင်နေပါတယ်။ကျင်းညံ့သူအားလုံးရဲ့အကြီးကသူ့စီမှာစူဝေးနေပါတယ်။ဝင်လင်းကပေါ်လာတဲ့အချိန်မှာခံရဝေယုံနဲ့လူရဲ့ပခုံးပေါ်ကခြေတစိမ့်ပါဖျံရုတ်တရက်ခေါမို့လိုက်ပြီးသူ့ရဲ့ညင်ထက်မြက်တဲ့မျက်လုံးလေးမှာ ထူးဆန်းတဲ့အလင်းတစ်ခုကရှိနေပါတယ်သူရဲ့ခန္ဓာကိုယ်ကတောင်းလို့သားပြီးရွေလျားတော့မဲ့အချိန်မှာဝင်လင်းကပေါ့ပါပြုံးပြီးခင်ရောင်ဝေးုံတဲ့လူကြီးကိုလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်ခင်ရောင်ဝေးုံတဲ့လူကလည်းပြုံးပြီးခေါင်းညိတ်ပြီးရဲ့နောက်သူ့ရဲ့ပခုံးပေါ်ကခြေတစိမ့်ပါဖျံကိုအယုံဆိုင်လိုက်ပါတယ်သူကထိုဖျံကိုငယ်တည်းကမွေးထားတာမျိုးအယုံမှချစ်ပါတယ်ဖျံရဲ့ခုနကထူးဆန်းတဲ့တုတ်ပြန်မှုကသူ့ရဲ့အယုံကိုဖတ်ဆသွားပါတယ်သူကလည်းယခုချိန်မှာဖျံကပုံမှန်ဖြစ်သွားပြီးပုံမှန်မိုးတဲ့လက္ခဏာကိုမပြတော့ပါဘူးထို့ကြောင့်ခင်ရောင်ဝေးုံတဲ့လူကတနည်းနည်းနဲ့ရှုံ့ထေးသွားပါတယ်လူတိုင်းရဲ့အကြည့်အောက်မှာဝင်လင်းရဲ့မျက်နှာ ာမပြောင်းလဲပါဘူးလေကြီးကလည်းအနီးလာပါတယ်သူကအလုံးစုံမရှိသူတို့လက်နှစ်ဖက်ဆုပ်ပြီးရင်တော့တင်းငိန်စွာနဲ့ပြောလိုက်ပါတယ်အလုံးစုံမရှိသူဓာတ်သူတော်စင်နဲ့အကြီးကဲတွေကိုနှုတ်ဆက်ပါတယ်ဖိတ်တားချက်ကိုရာပြီးရင်တော့အနေငယ်နှောင့်လေးသွားလို့နည်းနည်းနှောက်ချသွားပါတယ် ်လင်းထန်းဟူကဝန်လင်းကိုစိုက်ကြည့်ပြီးသူ့ရဲ့မျက်လုံးလေးထဲမှာကြောင်းမှုရိုင်းအောင်တစ်ခုကရှိနေပါတယ်ထိုလင်းထန်းကိုသူကဘရောမမင်းနိုင်ပါဘူးသူကအမြန်ထွက်ပြေးလို့တာအခြားလင်းထန်းကမူလစွိုင်းကိုလုံလုံးဆုပ်ယူပြီးပြီလို့ခမန်းမီလို့တာမဟုတ်ဆိုရင်ထိုနေရာမှာရနေနိုင်မှာတော့မဟုတ်ပါဘူးဝန်လင်းကိုကြည့်တဲ့သူ့ရဲ့အကြီးကပြောင်းလဲသွားပြီးဝန်လင်းကိုမနှောက်ရှက်ချင်တော့ပါဘူးသူကပြုံးပြီးတော့ခေါင်းခံရလိုက်ပါတယ်ကျင်းညက်သူမိတ်ဆွေဝန်ရင်ကျင်းနေပါပြီကျွန်တော်အကြီးကဲလို့ခေါ်စရာမလိုအပ်ပါဘူးဒီဖိုးကြီးကိုလင်းထန်းဟိုးလို့ပဲခေါ်ပါ သူကပြောပြီးရနောက်ကျင်းကျန်းသူတွေရဲ့ဈာမှာစူညံသွားပါတယ်မြုံနိုင်တဲ့အကြီးတွေကဝင်လင်းစီကိုရောက်ရှိလာပါတယ်လင်းထန်းဟိုးကဆွဲထတဲ့ကျင်းကျန်းသူတယောက်ဖြစ်ပြီးသူ့ရဲ့နာမည်ကအလုံးစုံမြရှိသူကပြီးရင်ဒုတိယပါသူစီယာနေကျင်းကျန်းသူမိတ်ဆွေလိုခေါ်ဖို့အတွက်ခံရထိုက်တဲ့သူကအရန်အုံးမှနေပါတယ် ယခုချိန်မှာလင်ထန်အိုးစီကကျင်းညက်သူမိတ်ဆွေတခုထဲကပုံဝင်ချင်းရကျင်းညက်သူရဲ့စိတ်ကိုတွန်းလို့စေပါလေအလုံးစုံမရှိသူကလည်းဝယ်လင်းကိုကြည့်လိုက်ပါလေအစားအနေအဆုံးထိသူ့ရဲ့မျက်နှာမပြောင်းလဲပါဘူးလာပေါင်းများစွာကိစ္စမဖြစ်လာသလိုပါပဲသူကအနေငယ်ခေါင်းညိတ်ပြီးဖြည်းဖြည်းချင်းပြောလာပါလေအဆင်ပြေပါလေဝယ်လင်းကမျိုးလုံးကိုမင်းဆင်ပြီးဘူတိပေါ်လူကိုကြီးနဲ့လှပတဲ့တလက်ပိုင်းအမျိုးသမီးကိုလက်နှစ်ဖက်ဆုပ်ပြီးနှုတ်ဆက်လိုက်ပါလေပြီးတော့အဝေးကအနေရောက်ဝေးုံတဲ့လူကိုပြုံးပြီးတော့လက်နှစ်ဖက်ဆုပ်ပြီးတော့နှုတ်ဆက်လိုက်ပါလေအနေရောက်ဝေးုံတဲ့လူကလည်းဝယ်လင်းကိုလက်နှစ်ဖက်ဆုပ်လိုက်ပြီးမဲ့သူ့ရဲ့မျက်နှာကတော့အစ်စက်နေတော့မှာ အားလုံးကရောက်နေပြီဆိုတော့အရှိန်အဆိုးဝိညာဉ်ပင်လယ်ကိုဖွင့်ရအောင် အလုံးစုံမရှိသူကလက်ကိုဝင်ရင်လိုက်တော့အယောင်9ပါးအနင်းတန်းနေရာဆူဝေးလာပြီးတစိမ့်တစ်ခုကဖြစ်လာပါတယ်ထိုတစိမ့်ကသူ့ရဲ့လက်ဖွားရွက်စားပဲရှိပေမဲ့အယောင်9ယောင်ဂျီတီကထွက်နေပါတယ်လူတိုင်းရဲ့အမြင်ဟာထိုတောက်ပါတဲ့ယောင်ဂျီတီကြောင့်မှုံမသွားတဲ့အချိန်မှာထိုတစိမ့်ကဝေကီယက်စီကိုပြန့်နှံ့သွားပါတယ်ထိုရာအရှိနဲ့ဆိုဝင်းညင်ပင်လယ်ရဲ့ပုံမှန်ဖိလိမှုမဟုတ်ပါဘူးနေရာအနှံ့ရတနာတွေကိုဆွဲယူလာတဲ့အစွန်းထက်လိုင်းလုံးလည်းမရှိပါဘူးထိုစားတစိမ့်ကဝေကီယက်ထဲကိုချသွားတဲ့အခါဗျောင်းမြတ်ဝေကီယက်တစ်ခုကပေါ်လာပါတယ်ထိုဗျောင်းမြတ်ဝေကီယက်ကအမြင်ကျေပြန့်လာပြီးအနေအောင်အပေါ်တစ်ခုကပွင့်လာပါတယ် လင်းကယင်းနီဘီသားနဆူဦးညင့်ပြည်ရဲ့အချိန်ကွာလေအထက်ကနေထွက်လာပါလေကောင်းကင်ကူလေးကူကိုဖွင့်လိုက်ရင်ပစ္စမမျိုးကူကိုဖွင့်လို့ရမလားဒီလူတို့ကြီးကအရင်သွားပြီးကြံတဲ့သူတွေစီကနေတရင်ကောင်းအောင်စောင့်နေမယ်အလုံးစုံမရှိသူကအယောင်ခုနှစ်ယောက်ရောင်ကြီးနဲ့ဖုံးလန်းပြီးလှန်သုံးခါပုံမှာရင်းနေရင်အနေရောအပေါက်ထဲကိုဝင်သွားပါတယ်ဝယ်လင်းရဲ့အချီကလှန်သုံးခါကိုဖျက်သွားပါတယ်လှန်သုံးခါကိုသူကသတိထောင်မိပြီးပါပြီထိုနေရာကနေထွက်လာတဲ့ရင်းနေတဲ့အချိန်ကကြောင့်ထိုရာထူစီကပြုလုပ်တတ်စင်ထားတဲ့ယတနာတစ်ခုဆိုတာသူကတေချာသွားပါတယ် ထိုရာထူစီကကျင်တဲ့အာရတဲ့ယတနာဖြစ်ပေမဲ့ဝန်နေစရာကောင်းတာယတနာဝိညာဉ်ဟာမပေါ်လာခဲ့ပါဘူးထိုရာကိုဖြည်းဖြည်းစုံလုပ်ဖို့အတွက်ထူစီကဂျိုတခုမှဝက်ပြီးတောင်သုံးလုံးအဖြစ်ပြောင်းလိုက်ခဲ့ပါတယ်ဂျိုရဲ့တောင်ဝိညာဉ်ကိုအသုံးပြုပြီးလှန်သုံးခွအတွက်ယတနာဝိညာဉ်ကိုဖန်တီးဖို့အတွက်သူကရည်ရွယ်ခဲ့တာပါတော်ဝင်သွေးမျိုးစလုံးပေါင်းကိုကျွမ်းကျင်နိုင်ပြန်ယူဖို့အတွက်စီစဉ်ထားပေမဲ့ထွက်သွားပြီးရဲ့နောက်မှာပြန်မလာတော့ပါဘူး အလုံးစုံမရှိသူနဲ့အတူလှန်သုံးခါကအနေအောင်အပေါက်ထဲကိုဝင်သွားတော့တွေ့တော့သူကစိတ်မကောင်းဖြစ်မိပါတယ်ထိုစိတ်မကောင်းဖြစ်မှုကထူစီရဲ့အမှတ်တရတွေထဲကနှောင်းကြကြပါလင်းထန်းဟုနဲ့ခင်ရောက်ဝေးဝင်တဲ့လူကအလင်းတန်းအဖြစ်ပြောင်းလဲပြီးအနေအောင်အပေါက်စီကိုလှည့်သွားကြပါတယ် တို့ရရင်သူတို့နှစ်ယောက်စလုံးကရတန့်သွားပါလေဝလင်ကအနေရောင်အပေါက်သေးကိုဝင်မိုးပြင်ဆင်နေတုန်းရုတ်တရက်လက်ကြည့်လိုက်ပါလေအနေရောင်ဘူတိပေါ်ကလူကိုကြီးနေစစ်ထုနံကဝလင်ထက်တလန်ဆော်ပြီးတော့အဝေးကိုကြီးနေကြပါလေလှိုင်းတစ်ခုကပေါ်လာပြီးလှိုင်းနေရနေလူကိုကြီးတစ်ယောက်ကပေါ်လာပါလေခြေတလန်းနဲ့လူတိုင်းရဲ့ရှေ့ကိုရောက်လာပါလေလင်ထဲဟိုးနဲ့ခံရောင်ဝင်းဝူထားတဲ့လူကချက်ချင်းပဲရက်လိုက်ကြပါလေခံရောင်ဝေးုံနဲ့လူကရိုတေလေးစားတဲ့အမူအရာကိုပြသပြီးဥညွန့်လိုက်ပါလေဆွန်ရှန်းကအကြီးကဲကိုနှုတ်ဆက်ပါလေ ဆွန်ရှန်အကြီးကဲတယောက်ဖြစ်ပေမဲ့မဟာမိတ်အကြီးကဲအဖွဲ့ဝင်တော်မုတ်ပေါကိုယခုချိန်မှာသူ့ရဲ့ယူတီလီစာမှုကစည်ရင်းစေတနာနဲ့ပါပေါ်လာတဲ့လူကိုကြီးကိုသူကရန်အုံးမှာယူတီလီစာတဲ့ဆိုတာထင်ရှားပါတယ်ဂျူနီယာအကြီးကဲကိုနှုတ်ဆက်ပါတယ်လင်းထန်ဟူကလည်းယူတီရဲ့မူရာကိုပြသလိုက်ပါတယ်။သူရဲ့ဇိုက်နဲ့ဆိုရင်သူကတကယ်ယူတီလေးစားတဲ့လူကမများဆဆမရှိပါဘူး။ဝယ်လင်းရဲ့မျက်စံကကျင်းသွားပါတယ်။ လူဟုကြီးကထိုနေရာကိုယူလျားဖို့အတွက်ကဘာနဲ့ပေါက်ဆက်ထားပါတယ်ထိုလူဟုကြီးကဝင်လင်းကိုတွန်းလို့စီတဲ့အချိန်မှာကိုလည်းထုတ်လို့နေပါတယ်ထိုအချိန်မှာလုံဆုံးမရှိသူနဲ့အရန်ဦးမှာကွာချပါတယ်အလုံးစုံမရှိသူကအတိုင်းစားမရှိတဲ့သမုတ်တရားတစ်ခုဆိုရင်ထိုလူဟုကြီးကကောင်းကင်ကိုထိုးဖောက်နေတဲ့တောင်းရင်းတစ်လုံးနဲ့တူပါတယ်သူ့ရဲ့အစွမ်းထက်အချိန်မှာပြည့်နှက်သွားပြီးအားနေတဲ့ချင်းချင်းသူတွေကသူ့ရန်ကချစ်ချင်းပဲနောက်ဆုတ်ခွာသွားပါတယ်စစ်ထူနယ်ရဲ့မျက်လုံးတွေကလည်းတောက်ပေါက်သွားပြီးနိဗ္ဗာန်ဖြစ်စည်းသူ သူကရေဦးလိုက်ပါတယ်ခဏလောက်စဉ်းစားပြီးရဲ့နောက်သူကပြုံးလိုက်ပါတယ်သူ့ရဲ့မာနာကြောင့်အရာအလုံးကိုရှွတ်တက်တဲ့အတွက်သူ့ရဲ့မျက်လုံးများတောက်ပါလာပါတယ်ဒီကဘာပေါ်မှာပျော်ပျော်ရွှင်နေနေချင်းကဘာကိုနှိမ်နေနိုင်တယ်ကြင်ကြံမှုကိုလိုအပ်တယ်နိဗ္ဗာန်ဖြစ်စည်းသူဒီလူကိုကြီးရအယုံပင်းနေခဲ့တာပဲလူကိုကြီးရရွှေရုံဝင်းကိုဝှထားပြီးစပင်းနေရတဝက်ကအနိုင်အောင်တဝက်ကအဖြစ်အောင်ဖြစ်နေပြီးရှီအောင်ရှိန်ကောင်ကိုထုတ်လို့နေပါတယ်သူကလင်ထန်ဟိုးကိုကြည့်ပြီးချီချူးတဲ့အပြုံးကိုပြသလိုက်ပါတယ် ငါတို့ကနောက်ဆုံးတွေ့ခဲ့တာဘလောက်ကြာသွားပြီလဲလင်ထန်းဟိုကအတိတ်ကိုပြန်အမှတ်ရပြီယူသေးစွာနဲ့ပြောလိုက်ပါတယ်ဂျူနီယာမှတ်မိတော့ပါဘူးအရင်ဦးမှာကြာခဲ့ပါပြီရွှေအောင်ဝေယုံတဲ့လူကိုကြည်ကတပင်းဝင်ချပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်မင်းနဲ့အလုံးစုံမရှိသူကအရေးချင်းပြစ်မိတော့ဟာငါကိုယ်တိုင်မင်းတို့နှစ်ယောက်ကိုအတောက်ပဆုံးကောင်းတဲ့အလင်းရောင်ကိုကြီးညက်ချင်းဂိုင်းလေးကိုခေါ်လာခဲ့တာအခုကနှစ်ပေါင်းထောင်နဲ့ချီပြီးတော့ကြာခဲ့ပြီ မင်းတို့ထဲကတယောက်ကငါနောင်မကြောက်ရတဲ့မဟာမိတ်ဖဲရဲ့အကြီးကဲဖြစ်လာပြီ။နောက်တယောက်ရဲ့ကျင့်ကြံမှုကလည်းဒီအဆင်းအုံတော်ရောက်လာပြီ။နင်ထန်ဟူကစဉ်းစားပေမဲ့သူ့ရဲ့မျက်လုံးထဲကအမှတ်တရကပို့ပြီးတော့ပြင်ထန်လာပါတယ်။လာနေငယ်ဟာမင်းရဲ့ကြောက်ရစိတ်ကိုငါအရှတော်မှာလာသိမလာသိငါဆုံးဖြတ်နေတာ။ငါမလာခြင်းဘူး။အချောင်းကတော့ကောင်းကင်တခွေနဲ့စစ်ပွဲရာပို့ပြီးတော့ဆိုးလာနေပြီ။ငါရဲ့အကိုရွှန်ချုံစီကပုံတူဖန်တီးလို့မရတော့ဘူး။ဒါပေမဲ့မင်းနဲ့အလုံးစုံမရှိသူကြဖြစ်ဖြစ်ခဲ့တာတွေကိုထည့်သွင်းစဉ်းစားပြီး မင်းတို့နှစ်ယောက်ကြာကိစ္စကိုအဆုံးသတ်ဖို့လာဖို့အတွက်ငါဆုံးဖြတ်လိုက်တယ်လူကိုကြည့်ရပြောနေတော့သူ့ရဲ့အကြည့်မှာပြက်သားမှုနဲ့နည်းနည်းမှုများပြင်းထန်နေပါတယ်ဒင်းထန်ဟူရဲ့စိတ်ကလည်းတလုံးသွားပြီးလူကိုကြည့်ကိုကြည့်ကာကျေးဇူးတင်ပါတယ်အကြည့်ခဲ့ပွားသူကပြောလိုက်ပါတယ်။တွားကြဆိုဒီနဆိုးဝင့်ပြီတောင်းငါးကြားဘူးပင်မယ်မြောက်ဘူးသိဘူး။တွားကြည့်ရအောင်။ လူကြီးကသူ့ရဲ့အင်ကြီးလက်ကိုဝယ်ရန်လိုက်ပြီးအဝေးမှရှိတဲ့လှပတဲ့တလက်ပိုင်းရွယ်အမျိုးသမီးကိုကြီးလိုက်ပါတယ်။ပန်ရံဝယ်အမျိုးသမီးကိုကြီးတော့သူ့ရဲ့အကြီးမှာကောင်းမွန်တဲ့စာနာကပေါ်လာပြီးအနေရောက်အပေါက်ထဲကိုဝင်သွားပါတယ်။လင်ထင်းဟူးနဲ့ခင်ရောက်ဝယ်ုံတဲ့လူကလည်းသူ့နောက်ကဝဲရက်ထဲကိုဝင်သွားကြပါတယ်။ဝင်လင်းကခဏလောက်စဉ်းစားပြီးရဲ့နောက်သူ့ရဲ့မျက်လုံးလေးကတောပလာကစစ်ထူနန်နဲ့အတူယူလျာလိုက်ပါတယ်။သူ့ရဲ့နောက်မှာလှိုင်ကူလီပင်းရှင်သခင်နဲ့ငွေရောင်ဝယ်အမျိုးသမီးသူတို့ရဲ့နောက်မှာတော့ချန်ညီကိုတုံးရောက်တဲ့ခေါင်းကြီးကောင်လေးရရှိနေပါတယ်။သူတို့အားလုံးကဝဲရက်စီကိုပြန်သွားကြပါတယ်။လေကြီးရဲ့ပုံကြီးကကြီးမား ဲ့လူတယောက်အဖြစ်ကျုပ်သွားပြီးလူတိုင်းရဲ့နောက်ကနေဝဲကြက်ထဲကိုဝင်သွားပါလေဘူသီးပေါ်မှာထိုင်နေတဲ့လူကိုချင်းနဲ့အနေရောက်ဝေးအစ္စရဲလူနှစ်ယောက်စလုံးကအနေရောက်အပေါက်ထဲကိုဝင်သွားကြပါလေလှပတဲ့တလက်ပိုင်းရွယ်အမျိုးသမီးရဘေးနာပန်းရွယ်အမျိုးသမီးကိုကြည့်ပြီးတော့တွေးနေပါလေပန်းရွယ်အမျိုးသမီးရနှင်းစီပန်းလိုပြုံးပြီးညင်သာစွာနဲ့ပြောလိုက်ပါလေအတော်ရှာနဆိုးညင်ပြီးတော့ဒီခီးစဉ်အတွက်စိတ်အေးထားလို့ရပါလေစီစမ်းမှာအမကြီးရပေးတဲ့ယတနာရှိတယ် ကိုကိုလုံချုံအောင်လို့ထိမ့်သိမ့်ဖို့ကလုံလောက်ပါတယ်ဒါအပြင်ဒုတိယမှအကြီးကဲဖွိုင်ရောဒီကိုမပုတ်ခဲ့ဘူးလားလှပတဲ့တလက်ပိုင်းအရွယ်အမျိုးသမီးကခဏလောက်စဉ်းစားပြီးတော့ခေါင်းညှိလိုက်ပါတယ်ပြီးတော့သူမကလည်းပုံဝင်ချင်းရအမျိုးသမီးလေးယောက်ကိုဥဆောင်ကအနေရောက်ပေါက်ထဲကိုဝင်သွားပါတယ် ချက်ချင်းပဲရှုပ်ထွေးတဲ့အမူအရာကိုပြသလိုက်ပါတယ်ဝယ်လင်းရပေါ်လာတော့ကသူမကသူ့ကိုအဆမပြေကြီးနေခဲ့ပါတယ်အခုနဆိုးဝင်းညင်ပြီးမှအတူတူရှိကြမယ်ဆိုတာကိုစဉ်းစားမိတော့သူကငါ့ကိုမှတ်မိသေးရလားမသိဘူးသူကတွေးလိုက်ပါတယ်ထိုလူတွေကဝင်သွားပြီးရဲ့နောက်ပုံဝင်ကြီးရကြီးညက်သူအလုံးကအနေရောက်အပေါက်စီကိုပြေးဝင်သွားကြပါတယ်သူကတင်လူကအရန်များတော့အနေငယ်သာဝင်ရောက်နိုင်ပြီးအနေရောက်အပေါက်ကရုတ်တရက်ဗျောင်းမြလန့်မှုကိုရတန့်ကပျောက်ကွယ်သွားပါတယ်ကြီးညက်သူအချို့ကဝဲကြီးရဲ့ထဲကိုပျောက်ကွယ်သွားတော့အနေရောက်အပေါက်ထဲကတဝက်လောက်သာရောက်နေသေးတော့သူတို့ရဲ့ခန္ဓာကိုယ်တွေကပြုတ်ကွဲပြီးဝမ်းနေဖွယ်အောင်အဟိတ ံနေရာပြည့်တင်ထက်သွားပါတယ်ထို့ကြောင့်သူတို့နောက်ကရှင်းရှင်းသူတွေကချက်ချင်းပဲဆုတ်ခွာသွားကြပါတယ်အနေရောအပေါက်ကသွေးရိပ်မျိုးနဲ့အတူပြောက်ကွယ်သွားပါတယ်တကားကြီးတစ်ခုကပိတ်သွားသလိုပဲဘသူကမှဝင်လို့မရတော့ပါဘူးပဝင်းကြီးကချင်းရံသူအားလုံးကနောက်သားတွေနဲ့အတူပြန်ကျဲသွားပါတယ်အချို့ကမဆုတ်လို့နိုင်ပဲရဲနေငယ်နေပြီးမှထွက်သွားကြပါတယ်အရှိနဆိုးဝင်းရင်ပင်လေကငင်းကြမ်းတဲ့အခြေအနေကိုပြောင်းသွားပါတယ်နဆိုးဝင်းရင်ပြီးအတွင်မီးရက်လိုနေကကောင်းကင်မှာချိတ်ဆွဲထားပါတယ် အပူလိုင်းကလေနဲ့တူမြေပြင်တစ်လျှောက်ကိုရွေလျားနေပါလေမြေပြင်ပေါ်ကအလောင်းတွေကပုတ်ပွားနေတဲ့အနှံ့ရပြီးလင်းသားတွေကလည်းအလောင်းပေါ်မှာဝဲပြန့်ကတေမင်းရဲ့အချိန်မှောက်ကိုဆွေးဝင်နေကြပါလေထိုးရမီးနက်ဆူနိုင်ငံတနေရာသာဖြစ်ပါလေနိုင်ငံတစ်ခုလုံးကိုကြည့်ရင်အလောင်းတွေနဲ့ဖုံးလန်းနေပါလေထိုးအပူလိုင်းအောက်မှာသူတို့ကမြန်ဆန်နဲ့ပုတ်ပွသွားပြီးလေကသူတို့ရဲ့ဝစ်စားတွေကိုတိုက်ခတ်သွားတော့အောက်ကအနှံ့ရောက်အရေပြားကိုပေါ်လင်းစေပါလေဝင်းညင်တန်းစင်မြို့နယ်စုကတိုက်ခဲ့တာကြောင့်မီးနက်ဆူနိုင်ငံတဝိုင်းမှာစစ်ပွဲကြီးတစ်ခုကပြန့်နှံ့နေပါလေတိုင်းပြည်တဝန်းကပြန့်ကျင်းနေတဲ့အစွမ်းထက်တဲ့လူအလုံးကလည်းကြာဆုံးသွား ားပါတယ်လက်မြောင်းအငဲမခံရင်တော့တည်တံပါပဲရှေးရောက်နှဆိုးကိုရောက်ထဲကတယောက်ကတချိန်ကနေထိုင်ခဲ့တဲ့မီနက်ဆိုနိုင်ငံရဲ့မြို့တော်ကအခုတော့နောက်ဆုံးအင်အားစုအဖြစ်သာကျန်ရှိပါတော့တယ်ထုံနေရောမီနက်ဆိုနိုင်ငံရဲ့အထူးတပ်ဖွဲ့တစ်ခုကတိမ့်မိတ်ထားပါတယ်ထိုရောတော့မီနက်ဆိုဝိညာဉ်တပ်လို့ခေါ်ပါတယ်သူတို့မှစေဦးစီးတုံးနှစ်ယောက်နဲ့နှဆိုးဘုတ်ချုပ်ရှေးရောက်ကရှိပါတယ်မီနက်ဆိုဝိညာဉ်တပ်ကဆုံရှုံမှုများစွာကိုခန်းစားခဲ့ရပေမဲ့အခြားတပ်ဖွဲ့တွေနဲ့ရှင်သူတို့ကအဆတ်ထက်ဆုံးပါထိုကြောင့်မြို့တော်ကိုတိမ့်ပိုက်ပြီးမီနက်ဆိုနိုင်ငံရဲ့ကျန်ရှိနေတဲ့အရာအလုံးကိုထိန်းသိမ်းထားနိုင်ပါတယ်ယခုချိန်မှာ ဝင်းညင်တန်းစင်မြို့နယ်စုရဲ့တပ်ကမီးနက်ဆိုနိုင်ငံရဲ့မြို့တော်ကိုဝင်းရံထားပါလေ။ကောင်းကင်မှာမေယံမတနိုင်တဲ့လူတွေကဝဲပြန့်နေပြီးသူတို့ရဲ့ပုံဝင်ချင်းမှာအလှန်ကြီးတဲ့အများကြီးအားရှိနေပါလေ။တိတ်တဲတဲ့အမဲရောက်မြို့တွေကဒေသတဝန်းလုံးကိုဖုံးလွှမ်းထားပါလေ။ဝင်းညင်ပိုင်းစားတွေကနေထွက်ပေါ်လာတဲ့ဆူရှားတဲ့အဟိတန်တွေကမပြီးဆုံးနိုင်ပဲမြေပြင်တစ်လျှောက်ကိုပြန့်နှံ့နေပါလေ။ဝမ်းနဲ့ကြေကွဲတဲ့ဝင်းညင်ရဲ့ငွေကြေးတန်ကကဘာမှာကျန်ရှိနေတဲ့တခုတည်းသောအတန်ဖြစ်လာပါလေ။မီးနက်ဆိုနိုင်ငံရဲ့တကားပြင်ပန်ဝင်းညင်တန်းစင်မြို့နယ်စုထဲမှာကြောက်ရွံ့တစ်ခုပါရှိပါလေ။မြို့နယ်စုဝင်တွေကလည်းတည်ဆောင်လာကြပါလေ။ရုတ်ထုကိုတည်ဆောင်တဲ့သူတွေက မာနာတရားတွေနဲ့ပြင်းထန်နေပါတယ်မြို့နယ်ဝင်တန်ပေါင်းများစွာတွေကရွေးချယ်ခံရပြီးဘိုးဘေးရဲ့ရုပ်ထုကိုတည်ဆောင်လာတာတသက်မှတစ်ချိန်သာရတဲ့ဂုဏ်ဆရာပါကောင်းကင်မှာဂုံတိတ်ခနဲ့ပြင်းထန်နေတဲ့လူအုပ်ကြီးတစ်ယောက်ကလည်းရှိပါတယ်သူကအနေအောင်ဝေုံကိုဝှစ်နေတာပြီးသူ့ရဲ့ဘေးမှာအနေအောင်လေဆင်နှာမောင်းဖြစ်ပေါ်စေတဲ့အလံကြီးတဲ့အများကြီးရရှိနေပါတယ်နဆိုးဖို့ကြုံညှို့ရက်တက်တော့ရွှေဘိတ်မိတ်ဆော ်မင်းတို့နှစ်ယောက်ကလက်နက်ချမှာလားလူကိုကြီးရဲ့အတန်အစ္စရဲလီတိုက်ခဲတန်နဲ့တူပါတယ်သူ့ရဲ့အတန်ပေါ်လာတဲ့ချိန်မှာပုံဝင်ချင်းဟာအနည်းအောင်၄စင်းနှမောင်းတရားနေစူးချတဲ့တိခတ်တန်တစ်ခုကထွက်လာပါတယ်လူကိုကြီးရဲ့အတန်တစ်ခုတည်းရအောင်မစိုးပေမဲ့မျိုးတော်ကိုဝင်းရထားတဲ့ဝင်းညင်တန်းစင်မျိုးနဲ့ဝင်တန်းပေါင်းများစွာကလည်းဒပိန်နဲ့ထဲအော်ဟိလိုက်ကြပါတယ်လက်နက်ချတော့မှာလား လူတန်ပေါင်းများစွာရဲ့ဒမိန်နဲ့ထဲအဟိတန်ဟာဖော်ပြလို့မရအောင်ကြောက်မော့ဖွေရာကောင်းလုံးပါတယ်။ကဘာတစ်ခုလုံးကတော်လုံးနေသလိုပဲမိုးချိုးတန်နေရအောင်ရှင်းလို့မရပါဘူး။ထို့ကြောင့်မြို့တော်အတွင်းကကြန့်ရှိနေတဲ့တသားရီရဲ့စိတ်ကတွန်းလို့သွားပါတယ်။အချိုးရဲ့စိတ်ထဲမှာတခုခုကပတ်ကွဲသလိုခံစားရပြီးသူတို့ရဲ့ခန္ဓာကိုယ်ကနေသွေးများထွက်လာကမြင်မြောသွားပါတယ်။အိုးရန်ဟော့မင်းကငါတို့အရန်တုံးမပေးနဲ့ ဒေါသတကြီးနဲ့အတန်တခုကမြို့ဦးနေံပေါ်ကနေထွက်ပေါ်လာပြီးတန်ကြက်ကဝေလူကြီးတယောက်ကပေါ်လာပါတယ်ထိုတန်ကြက်ကဘီးမိတ်ဆာပုံနဲ့တူပြီးသူ့ရဲ့မျက်လုံးနေရာနီးရဲနေပါတယ်အမုံတရားသူ့ရဲ့မျက်လုံးမှာပြင်းနေနေပြီးသူကထပြေးလာပေမဲ့ဦးရန်ဟွာစီကိုမဟုတ်ပါဘူးလူအုပ်သားအနေအောင်ကျောင်းအုပ်စီကိုသူကတိုးဝင်သွားပါတယ်ငါတိတ်ရမယ်ဆိုရင်တော့အဲ့ဒီအရာကိုဖျက်ဆီးပြစ်မယ်လူကြီးကအရန်အောင်မှမြန်ပါတယ်ချက်ချင်းပဲရုပ်ထုနာကိုရောက်သွားပါတယ်သူကလက်ကိုမြောက်ပြီးအဟင်းကြီးပချလိုက်ပါတယ်ထူးဆန်းတာပုံဝင်ကျင်ကဝင်းညင်တန်းစင်မျိုးနဲ့ဝင်အားလုံးကလှောင်ပြောင်တဲ့အမူအရာတွေကိုပြသကြပါတယ် ဦးရန်ဟွာကတော့ပြုံးလိုက်ပြီးသူ့ကိုမတားစီပါဘူးလူကြီးကသူ့ရဲ့လက်ကိုပစ်ချလိုက်တဲ့အချိန်မှာအစ်စရဲအတန်တစ်ခုကသူ့ရဲ့နားထဲမှာပစ်တင်ထက်သွားပါတယ် မင်းကငါးဆရာရဲ့ရုပ်ထုကိုထီရဲတယ်ပေါ့တိတ်လိုက်တော့အလွန်ရိုရှင်းတဲ့လူတစ်ယောက်ကထိုအတန်နဲ့တူယူလျားလာပါတယ်ထိုလူကအနေအောင်ဝေယုံကိုဝစ်စင်လာပြီးအလွန်မအိဆက်တဲ့မျက်နှာအမူအရာရှိနေပါတယ်ဝန်လင်းကိုတီးတဲ့လူဆိုရင်တုံလုံးတောင်းရပါအချောင်းကတော့ထိုလူရဲ့ဇေယိုက်ကဝန်လင်းရဲ့ဇေယိုက်နဲ့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းလောက်ဆင်တူနေလို့ပါထိုလူကရှေ့ကိုလျှောက်လာပြီးလက်တီးနဲ့ဓာတ်ရိုက်ထိုးချလိုက်ပါတယ်ထိုးချိန်မှာဝိညာဉ်အပိုင်းစားတွေမေးမတွန်းနိုင်အောင်သူ့ရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာပြီးသူ့ရဲ့လက်တီးထဲကိုဝင်ရောက်သွားတော့မှုန်တိုင်းတစ်ခုကဖြစ်လာပါတယ်ထိုးအစွမ်းထက်တဲ့မှုန်တိုင်းကလူကြီးက ို့မြန်ဆန်နဲ့ရိုက်ခတ်သွားပါတယ်ထိုလူကြီးကလည်းသွေးတစ်ပတ်အန်ထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကတန်ကြက်ကတလမချင်းစီအကွဲသွားပါတယ်သူ့ရဲ့ခန္ဓာအတွေ့အကြုံတွေအရိုးတွေကျိုးပဲ့သွားတဲ့အတန်များထွက်လာပါတယ်ဝိညာဉ်တန်းစင်မျိုးနဲ့ဆိုရဲအာကောင်းဆုံးအဖွဲ့ဝင်73 ခါတီးတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကပြုတ်ခွဲသွားပါတယ်။သူ့မှာအင်အားတွေကကုန်ခန်းသွားပြီဖြစ်ပြီးယခုပြင်းထန်တဲ့ဒဏ်ရာရသွားတော့သူကချက်ချင်းပဲတည်ဆုံးသွားပါတယ်။အိုရဟွာနဲ့ရေမောလိုက်ပြီးမီးနတ်ဆိုနိုင်ငံရဲ့မြို့တော်လူမျိုးထိုးကဝိညာဉ်ညှိမ့်တဲ့သူကပြောလိုက်ပါတယ်။သူကပြောပြီးရတော့မြို့နယ်ဇူဝင်တန်ပေါင်းများစွာသူတို့ရဲ့ဝိညာဉ်လှံများကိုထွက်ယူလိုက်ပြီးနယ်နိမိတ်မဲ့ဝိညာဉ်များထပ်ပေါ်လာကမီးနတ်ဆိုနိုင်ငံရဲ့မြို့တော်တစ်ခုလုံးကိုအနှဲရောက်မြို့တွေနဲ့ဖုံးလွှမ်းသွားပါတယ်။ထို့အနှဲရောက်မြို့တွေကမြို့တော်ကိုဖြည်းဖြည်းချင်းဝင်းရလာပါတယ်။ လက်မှတ်6မီးနက်ဆိုနိုင်ငံမျိုးပေါ်ဟာအပြောင်တန်ချက်ကဝေးအမျိုးသမီးတယောက်ကတပင်းကိုချလိုက်ပါတယ် ထိုချိန်မှာမီးနက်ဆိုနိုင်ငံကဝင်းညင်တန်းစင်မြို့နယ်စုရဲ့မြို့တော်ဖြစ်လာပါတယ်ဝင်းညင်တန်းစင်မြို့နယ်စုကနဆိုးဝင်းညင်ပြည်ရဲ့အင်အားကိုးကူတွေကတခုဖြစ်လာပါတယ်အနေအောင်ရုတ်ထုကိုရှီအောင်နဆိုးရဲ့ရုတ်ထုရှိတဲ့နေရာမှာထားရှိမှာဖြစ်ပြီးဝင်းညင်တန်းစင်မြို့နယ်စုအတွက်ဝင်းညင်ရေရအခြေခံအုံမြင့်ဖြစ်လာပါမယ်စက်တုံးကမြို့တော်စီကိုရှောက်ဖို့ခြေထောက်ကိုမြှောက်လိုက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာနဲ့တုန်လှုပ်သွားပြီးသူ့ရဲ့အိစရဲအမူအရာပြည့်ပြတ်သွားပါတယ်ရာစုနှစ်ပေါင်းများစွာမခံစားရတဲ့စိတ်လှုပ်ရှားမှုနဲ့အစာတို့ခံနိုင်ရပြီးသူကရုတ်တရက်ခေါင်းကိုမွေးကြည့်လိုက်ပါတယ်ဘိုးဘေးကပြန်လာပြီ ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်